မင်္ဂလာပါသားတို့သမီးတို့ရေ Story World ကနေကြိုဆိုလိုက်တယ်နော်ဒီတစ်ခါသားတို့သမီးတို့ကိုပုံမြင်ပြောအလဲကြတဲ့သူကတီတီခိုင်ပဲဖြစ်တယ်နော်တီတီခိုင်ကသားတို့သမီးတို့ကိုငလက်မလေးဆိုတဲ့ပုံမြင်လေးကိုပြပြပေးတော့မှာဖြစ်တယ်နော်ဟိုးရှေရှေတုန်းကတဲ့တောင်ကြီးမှာရှိတဲ့တဲကလေးတဲမှာတောင်သူလူမယားနှစ်ယောက်နေကြနေတယ်ကွယ် သူတို့ရဲ့တဲကလေးဟာအမြဲတမ်းဝမ်းနည်းစရာကောင်းလောက်အောင်တိတ်ဆိတ်နေတာပေါ့။မဖြစ်လို့လေဆိုတော့သူတို့မှာ ကလေးတယောက်မှမရှိလို့ပဲတဲ့ကွယ်။ဒီလိုနဲ့တနေ့ရောက်တဲ့အခါမိမလုပ်တဲ့သူကဒီလိုပြောတယ်တဲ့။တသမီလိုချင်လိုက်တာတို့မှာတားလီတယောက်လောက်ရှိရင်တော်ပါပြီကွယ်။အဲ့ဒီကလေးဟာပဲစည်းလောက်ကလေးပဲဖြစ်ချင်းဖြစ်ပါစေလို့ပြောလိုက်တယ်တဲ့ကွယ်။ ဒီလိုနဲ့လောကကြီးဟာအတော်ထူးဆန်းနေတယ်ကွယ်စကားနောက်တရားပါဆိုသလို နောက်ဆောင်နေတကုမှာအဲ့ဒီမိမဟာ သူ့ရဲ့တဲကလေးမှာပဲသားလေးတယောက်ကို မွေးလိုက်တယ်တဲ့အဲ့ဒီသားလေးဟာတကယ်ကို ပေးစည်းလောက်လေးပဲတိတိလေးပဲကွယ်ဘလောက်သေးလဲလို့ဆိုလို့ရှိရင်သားတို့သမီးတို့ရဲ့လက်မလေးလောက်ပဲသေးတယ်တဲ့ အဲ့ဒီလိုသားတို့သမီးတို့ရဲ့လက်မလောက်ပဲရှိပေမဲ့သူကလေအစားကြီးတွေတွေကလူကြီးနှစ်ယောက်စားလောက်စားပေမဲ့သူ့ရဲ့အရက်ကတော့စပင်းလေးတမင်းရဲ့ပြက်လောက်တောင်ရှည်ထွက်မလာဘူးတဲ့ကြွက်ကလေးတကောင်ရဲ့အရေကုန်နဲ့ချုပ်ပေးထားတဲ့အင်ဂျီလေးကိုသူအမြဲတည်းဝစ်ထားတဲ့တွေကွဲအဲကန်တစ်ခုလုံးမှလည်းသူပြေးလွှားဆောက်ကစားတဲ့အတန်းတွေနဲ့အခုတော့စူညံနေတော့တာပေါ့ကွဲ့ သူဟာပျော်ရွှင်ချက်ပင်မဲ့လူတစ်ဖက်သားကိုဒုက္ခဖြစ်အောင်တော့သူမလုပ်ဘူးတဲ့သူရဲ့မိဘကိုလည်းကုညီပေးတယ်တဲ့ကွအင်းတနည်းပြောရရင်လူကောင်းလေးတယောက်ပေါ့ဒီလိုနဲ့အချိန်တတော်ကလေးတွင်းမှာပဲသူဟာလူပြိုပေါက်ကလေးဖြစ်လာတော့တာပေါ့ကွဒီလိုနဲ့သူ့ကိုမြင်တဲ့လူတိုင်းကချစ်ကြတယ် ပြီးတော့အားလုံးကသူ့အရက်ကလေးကိုကြည့်ပြီးတညီတညွတ်ထဲသူ့ရဲ့နာမည်ကိုငလက်မလေးလို့ခေါ်လိုက်ကြတယ်ကွယ်။ဒီနေ့တော့သူ့ရဲ့အဖေဟာထင်းနေရှာဖွေရလွယ်အောင်အိမ်ကထွက်သွားတယ်တဲ့။နေလေရောက်တဲ့အခါမှာငလက်မလေးဟာသူ့ရဲ့အမေကိုပြောလိုက်တာပေါ့။အမေရေညင်းလဲပြင်ပေးစမ်းမှာကျွန်တော်အဖေနောက်ကိုလိုက်သွားမလို့လို့ပြောလိုက်တယ်တဲ့။ ဒီလိုနဲ့သူ့ရဲ့အမေကတားရင်ဘေးဖြစ်မှာလဲမင်းကမြင့်ဆက်ကျိုးကိုမှမနိုင်တာလဲကိုဘလို့လုံမောင်းမှာလဲလို့မေးလိုက်တာပေါ့အဲ့ဒီငလမ်းမလေးရဲ့အမေကအဲ့ဒီလိုပြောတော့ငလမ်းမလေးကလည်းပြန်ပြောလိုက်တယ်တဲ့အဘူပါနဲ့အမေရဲ့ကျွန်တော်ကိုမြင်းနရွက်သေးကိုသာထည့်ပေးလိုက်ပါကျွန်တော်မောင်းနိုင်ပါတယ်လို့ပြောလိုက်တာပေါ့သူအမေကလည်းငလမ်းမလေးပြောတဲ့အတိုင်းလုပ်ပေးလိုက်တယ်ကွယ် ညနေရက်ထဲလဲရောက်ရောငလက်မလေးကဟေးလို့អော်လိုက်တယ်ဒီလိုနဲ့မြင်းလဲအသားကြပြီးပြေးထွက်သွားရတော့တာပေါ့ဒီမြင်းဘလို့လို့ပြေးနေတာလဲပေါ့ဆိုပြီးတောက်ခေါက်လိုက်တယ်ငလမလေးကတောက်ခေါက်လိုက်တဲ့ဆိုရင်မင်းဟာ လေလိုပြေးတော့တာပဲတဲ့ အဲ့ဒီမြင်းဖြတ်သွားတဲ့နေရာမှာရှိတဲ့ကောက်ကျစ်ကျစ်လူနှစ်ယောက်ပါဆိုရင် လူမပါဘဲမောင်းသွားတဲ့မြင်းလေးကိုလည်းမြည်ရောတအံတောဖြစ်ပြီးနောက်ကနေ ပြင်းလိုက်သွားကြည့်တာပေါ့ဒီလူနဲ့ပြောလိုက်တာကကြည်စန်းဟိဘလောက်တောင်အောစရာကောင်းလိုက်တယ်လေလူမပါဘဲမြင်းလေးမောင်းသွားတာလို့လေပါဇက်ကောင်အော်ကြသေးတယ်တဲ့သူ့အဖေရှိတဲ့နေရာကိုရောက်မှ မြင်းလေးဟာလေရက်သွားတယ်တဲ့ကွယ် မင်းရဲ့နေရွယ်ထဲကလက်မလောက်ပင်းရှိတဲ့လူကလေးလဲထွက်လာတာမြင်ရော သူတို့ပိုအံ့ဩသွားကြတယ်တဲ့ငလမလေးကသူ့အဖေရဲ့လဝါးထဲခုန်တက်သွားတာပေါ့ကွယ်အဖေလှုပ်တဲ့သူကတော့သူ့သားငလမကလေးအတွက်ဂုဏ်ယူလို့မဆုံးအောင်ဖြစ်နေတာပေါ့ကွယ်ဒီလိုနဲ့သူ့အဖေလက်ပေါ်ကိုခုန်ဆင်းလာတဲ့ငလမလေးကို မြင်သွားတဲ့လူရှုပ်နေရဟာဆိုရင်လေအကျင့်တစ်ခုရသွားတယ်တဲ့ကွယ် ။အော်ဒီလောက်သေးတဲ့လူလေးကိုသူတို့ဟာအခကြီးငွေသားယူပြီးယုံသွင်းပြလိုက်ရရင်ပိုက်ဆံတော်တော်ရမှာပဲဆိုတဲ့အတွေးပေါ့ကွယ်။ဒီလိုနဲ့သူတို့ဟာငလက်မလေးရဲ့အဖေကိုကပ်ပြီးငလက်မလေးကိုရောင်းဖို့အမျိုးမျိုးပြောကြတာပေါ့ဒါပေမဲ့လောကကြီးမှာမိဘဆိုတာလီသတ္တမီးကိုဖေရောက်ရပမလဲကွယ်ခမည်းတော်တကဘာလုံးပြီးတောင်မရောင်းနိုင်ဘူးလို့ အေလုတ်တဲ့သူကညင်းလိုက်တာပေါ့ဒါကိုငလက်မလေးကလည်းတိတော်ရောသူ့အဖေနာကိုကန့်ပြီးတူတူလေးပြောလိုက်တယ်ကွယ်ရောင်းတာရောင်းလိုက်ပါအဖေရဲ့ကျွန်တော်အတွက်ပူမနေပါနဲ့ကျွန်တော်မှာ အကြံတစ်ခုရှိတယ်လို့ပြောလိုက်တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့လေငလက်မလေးကိုရိုင်းကတိုက်တွန်းလွန်တာနဲ့သူ့အဖေလည်းငလက်မလေးကိုတင့်တော်တဲ့ဇင်းနှုံးနဲ့ရောင်းလိုက်ရတယ်ကွယ် ငလက်မလေးကိုရတဲ့လူနှစ်ယောက်ကတော့ပျော်သွားတော့တာပေါ့တယောက်ကငလက်မလေးကိုသူ့ကြောပိုးအိတ်ထဲထည့်ပြီးခရီးဆက်ခဲ့ကြတယ်တဲ့ငလက်မလေးကိုထည့်ထားတဲ့ကြောပိုးအိတ်ဟာရွှေတင်းငါးပြားတွေထည့်ထားတဲ့အိတ်ဖြစ်နေတယ်ကွယ်ငလက်မလေးကလည်းတကယ်လို့သာသူ့အဖေသူ့နောက်ကခြေအားခံလိုက်လာခဲ့ရင်သူ့ဘယ်သွားနေတယ်ဆိုတာသိအောင်အိတ်ထဲကရွှေတင်းငါးပြားတွေကိုတပြားပြီးတပြားထုတ်ပြီးလမ်းပေါ်မှာချထားခဲ့တယ်ကွယ် အိတ်သေးကရွှေတင်းကားပြားတွေလဲဂုံရောငလက်မလေးကဒီလိုអော်လိုက်တည်းဟေးလူတွေကျုပ်ဒီအိတ်သေးမှာနေရတာမောလဲမောနေမှောင်လဲမှောင်နေကျုပ်အပြင်ထွက်ချင်တယ်လို့ပြောလိုက်တည်းဒီတော့မှသူ့ကိုကြောပိုးအိတ်သေးကချုပ်ပြီးအဲ့ဒီလူကသူ့ကောင်းမွန်ကအုတ်ထုတ်ပေါ်တင်ပြီးတောလိုက်တည်းငလမလေးဟာလမ်းမေးကကြီးရွာရှုခင်းနေကိုကြီးရင်ဟန်တလုံးပန်တလုံးနဲ့လိုက်လာခဲ့တာပေါ့ကွယ် လေခွင်းတခုနားလေရောက်ရောနလက်မာလေးကတီလိုအွန်လိုက်ပြန်နေဟေ့လူတွေကျုပ်ကိုအောက်ချပေးအောင်ကျုပ်ဘိုက်နာနေပြီဆိုပြီးပြောလိုက်တာပေါ့အဲ့ဒီလူကဟုံမှန်းပြီးသူ့ကိုအုတ်ထုပ်ပေါ်ကနေညကြီးပေါ်ကိုချပေးလိုက်တယ်တဲ့ကွယ်ညကြီးပေါ်လေရောက်ရောနလက်မာလေးဟာတုတ်ခနဲ့နေအကြီးဆုံးကြွတွင်းလေးကိုဝင်းပြေးရောတယ် အဲ့ဒီလူနှစ်ယောက်ကလည်းငလက်မလေးကိုဖေလိုက်ဖမ်းလို့ရတော့မလဲကွယ်ငလက်မလေးကတီးလွန်တာကိုကွယ်ငလက်မလေးကဆိုရင်ကြွတ်တွင်းရဲ့မြေအောင်လှိုင်းကောင်းတစ်လျှောက်မှာအဝေးကြီးရောက်အောင်ပြေးခဲ့ပြီးမှနေအောင်မြင်ရတဲ့နေရာရောက်မှ ငလက်မလေးဟာညီကြီးဘုံကိုထွက်လာခဲ့တယ်ကွယ်သူဟာပြေးလာလိုက်ရတာမောလဲမောလီတော့ အနီးမှာရှိတဲ့ခရုကွန်အလုတ်ကလေးတွေဝင်ပြီးတေးတမောအိမ်ကြီးလိုက်တည်တယ် ူအတွက်ကတော့တိတ်ခုခံကောင်းကောင်းလေးတခုမှအလကားတင်းရတယ်လို့ဖြစ်နေတာပေါ့ကွယ်ဒီလိုနဲ့အိပ်ပျော်သွားလိုက်တာနောက်နေ့မနက်စောစောလေးရောက်ရောဇာကလေးတိုက်ဟာအစာရှာဖို့လေခွေးလေးကိုကြောက်လာခဲ့တယ်ကွယ်သူတို့တကြီးကြီးအော်နေတဲ့အတန်းကြောင့်ခရုခွန်လွတ်ထဲမှာအိပ်ပျော်နေတဲ့ငလက်မလေးဟာလက်နိုးလာရောတဲ့သူနိုးလာလာချင်း လူနှစ်ယောက်စကားပြောနေကြတဲ့အတန်းကိုကြားလိုက်ရတာပေါ့ နားထောင်ကြည့်လိုက်တော့တခုနှစ်ယောက်တိုင်မီနေတာကိုကြားရတယ်လေကွယ်သူတို့တိုင်မီနေကြတာကဒီလေကွင်းနားကချမ်းသာတဲ့လေပိုင်ရှင်ရဲ့အိမ်ကိုဘလိုဝင်ခိုးရင်ကောင်းမလဲဆိုတဲ့အကြောင်းပေါ့ကွယ်ငလမလေးပြောတဲ့အတန်ကိုတခုနှစ်ယောက်ကကြားသွားပြီးငလမလေးကိုစိုက်ကြည့်ပြီးရဲ့နောက်မှာမင်းလူပစ္စည်းကွေးလေးကသူ့ကိုဘလိုလိုကူညီနိုင်မလဲကွာလို့ပြောလိုက်တာပေါ့ဒီလိုနဲ့ငလမလေးကကျွန်တော်ကလေ တင်းမောက်ပေါ်ကသာတင်ပေးလိုက်ပါကျွန်တော်ကအထဲကိုဝင်းပြီးပတင်းမောက်ချက်ကိုဖြုတ်ပေးမယ်လေအဲ့ဒါဆိုရင်ခမည်းတော်အထဲဝင်ပြီးလူချင်းသာယူလို့ရတာပေါ့ဗျာလို့ပြောလိုက်တယ်တဲ့ဒီလိုနဲ့တကူနှစ်ယောက်ဟာလည်းငလက်မလေးရဲ့စကားကိုသဘောကျသွားတော့တယ်ကွယ်တကူနှစ်ယောက်ထဲကတယောက်ကသူ့ကိုအင်ကြီးတဲ့ငလက်မလေးကိုထည့်ပြီးခေါ်သွားတော့တာပေါ့ ဲ့ဒီနောက်မှာလဲပိုင်ရှင်အိမ်သားကိုရောက်သွားကြတာပေါ့ကွယ်အာယုံချင်းစမနဲ့စောလုံးတဲ့အခါမှာတအိမ်လုံးဘသူမှ မနှိုးကြသေးဘူးတဲ့တကူရီကငလက်မလေးကိုပြတင်းပေါက်ပေါင်းမတင်ပြလိုက်တယ်ကွယ်ဒီလိုနဲ့သူတို့ကငလက်မလေးကိုပြောလိုက်တာလေကဲအသေးကိုဝင်ပြတင်းပေါက်ကိုသာဖွင့်ပြပြီတော့လို့ပြောလိုက်တယ် ဒီလိုနဲ့ငလတ်မလီကတကိုးနှစ်ယောက်ကိုနေပါအောင်ခမရတို့ကဒီအိမ်ကရှိတာတွေအကုန်လုံးယူမှာပဲလားလို့အော်ကြီးဟစ်ကြေးမေးလိုက်တာပေါ့တကိုးကြီးကဟစ်ကောင်မင်းယူနေလားတူတူပြောလို့ပြောပေမယ့်ငလတ်မလီကမသိချင်အောင်ဆောင်းပြီးတမင်အတန်ကုန်ဟစ်မေးလိုက်ပြန်တယ်တဲ့ ဒီလိုနဲ့စူးစူးညံ့ညံ့အတန်တွေကြောင့်အိယာကနိုးလာတဲ့ထမင်းချက်ဟာပြတင်းမောက်ကတခိုးနှကောင်ကိုတွေ့သွားတော့တာပေါ့ကွယ်။အဲ့ဒီတော့တခိုးတွေလည်းထွက်ပြေးကြရတော့တာပေါ့။ငလက်မလေးလားသူကတော့တခိုးတွေနောက်ပေးပြေးလိုက်ပါလေ။သူကတီးလုံးတော့သူ့ကိုထမင်းချက်ကလည်းမမြင်ဘူးမလား။ဒီတော့ခြံလေးကကောက်ရိုးပုံစီ ပြေးသွားပြီးကောက်ရိုးပုံပေါ်မှာတရေတမောဆက်အိတ်လိုက်ပြန်နေတယ်ကွယ် အင်းနာမိုးလင်းလာတဲ့အခါမှာအိနှဲကအစီကံကောင်းပါလီခြံနှင်းကိုထွက်လာတယ်တဲ့သူရဲ့အလုတ်ကတရိဇန်ဒီကိုအစာကျွေးရတဲ့အလုတ်တဲ့ကွယ်သူကကရိုးပုံစီသွားပြီးနွားစာကျွေးဖို့ကောင်းရိုးတပွေယူလိုက်တာကရိုးပုံထဲမှာအိနေတဲ့ငလမလေးလဲပါသွားလို့ရတယ်ကွယ်ငလမလေးဟာအိတ်ကြီးတော့อืมနိုးမလာဘူးတဲ့ ကောင်မလေးကအဲ့ဒီကောက်ရိုးတွေကိုနွားစာကွက်ထဲထည့်လိုက်တယ်ကွယ်အဲ့ဒါလဲမျက်လမလေးကနိုးမလာဘူးတဲ့မျက်စိမုံနေတဲ့နွားအုပ်ကြီးကလည်းကောက်ရိုးတွေကို စားလိုက်တယ်ကောက်ရိုးတွေနဲ့အတူငလမလေးလည်းနွားတွေရဲ့ဖိုက်ထဲရောက်သွားတော့တယ်ကွယ်နွားပိုက်ထဲမှာဆိုတော့မောင်ကလည်းမောင်မုန်းကလည်းမုန်းပေါ့ငလမလေးဟာသူ့ဘယ်ရောက်လို့ရောက်နေမှန်းလဲမသိဘူးတဲ့ကွယ် ဟင်ဒီအခန်းကအလင်းရောင်လည်းမရပါလားလေလည်းမရနဲ့အိမ်ဆောက်တဲ့သူကပြင်းပေါက်ဖောက်ဖို့မိသွားတယ်နဲ့ဒူရဲလို့တွေးမိသေးတယ်ကွဒီလိုနဲ့နွားကြီးကစားလိုက်တဲ့ကောင်ရိုးရီသူ့ကိုယ်ပေါ်ကျပြီးပြိနေတော့မှအလံတကြားနဲ့အတန်ကုန်ဟစ်တော့နေတယ်။ကျွန်တော်ဝပါပြီဗျို့ကျွန်တော်ကိုထက်မကြွေးကြပါနဲ့လို့ပြောလိုက်သေးတယ်ကွယ်။ ဒီလိုနဲ့နွားကြီးပါဇက်ကလူတယောက်ရဲ့အတန်ထွက်လာတော့နွားစာကျွေးနေတဲ့ကောင်မလေးဟာလန့်သွားတာပေါ့အဲ့ဒါနဲ့ကောင်မလေးကအမလီလာကြပါဦးနွားကလူစကားပြောနေရှင်လို့អော်လိုက်တယ်တဲ့သူစီရောက်လာတဲ့သူကခြံထဲကတားတက်သမားသူကအသိဉာဏ်ရှိတဲ့သူမဟုတ်ဘူးလေဒီတော့နွားရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲချလိုက်တယ်တဲ့ကွယ် ဒီလိုနဲ့နလမလေးဟာမြကြီးဘုံကနွားချီးဘုံတွေကိုကြာသွားတော့တာပေါ့ကွယ်အဲ့ဒီအချိန်မှာအစာရှာနေတဲ့ဝင်းပလီတကောင်ဟာအဲ့ဒီနားကိုရောက်လာတာတဲ့အဲ့ဒီဝင်းပလီက တိတ်စာလောင်နေတာပေါ့ကွယ်ဝင်းပလီဟာစာလောင်နေရင်အစာမရွေးဘူးမလားတွေ့ကြရရှစ်တောင်းစားရကြတဲ့တရိစံတွေလီဝင်းပလီကလည်းဗိုက်စာစာနဲ့စားလိုက်တာ နွားချီကိုလည်းမြည်ရော ငလမ်းမလေးပါသွားပါလေရောတဲ့ဒီလိုနဲ့ငလမ်းမလေးဟာအကြံတစ်ခုရသွားတယ်ကွယ်နောင်တော်ဝင်မလွေကျုပ်ကိုကျုပ်အိမ်ကိုခေါ်သွားပါ ခမားကိုကျုပ်အမေကကျေးဇူးတင်ပြီး ခမားစားကျင်တာရီချက်ကျွေးပါလိမ့်မယ်ဗျာလို့ပြောလိုက်တာပေါ့ဒီလိုနဲ့အစာမတည့်ဝင်ပလီကလည်းယုံသွားနေသေးကွယ်ဘိုက်သေးကငလမလေးလက်ညွန်တဲ့အချိန်ငလမလေးရဲ့အိမ်ကိုရောက်အောင်သွားတော့တာပေါ့ အိမ်လေးရောက်ရောငလက်မလေးကသူ့အဖေကို အော်ပြောလိုက်တယ်။အဖေရေကဲတော်မူပါကျွန်တော်ဒီဝင်းပလွေရဲ့ဘိုက်ထဲရောက်နေပါတယ်လို့အော်ပြောလိုက်တယ်။ဒီလိုနဲ့ဝင်းပလွေဟာထွက်ပြေးဖို့အချိန်မရတော့ဘူးပေါ့။သူ့ရဲ့အဖေကပစိန်နဲ့ခေါင်းကိုထုလိုက်တာတေးပါရောတယ်။ဒီလိုနဲ့သူ့အဖေက ငလက်မလေးကိုဝင်ပလွေဘိုက်ကိုခွဲပြီးထုတ်ယူရတာပေါ့ကွယ် ကင်သူတို့မိသားစုလေးရာဆိုရင်အခုအချိန်မှာပြပြရွှေရွှေနဲ့ပြန်တွေ့သွားကြတော့တာပေါ့ကွယ်